ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နှစ်ထပ်ပူတင်းကြောက်ကြောကိုမှဖြိုပါပေါင်းစရာမလိုတဲ့အလွယ်ပြုလုပ်နည်းလေးကိုလာညှိရပေးတာဖြစ်ပါတယ်ရှင်သူရရသားလေးရဆိုလို့ရှိရင်ဤဆက်ပြီးတော့တော်တော်လေးလဲစားလို့ကောင်းပါတယ်နောက်တစ်ခုကပေါင်းစရာလည်းမလိုတော့အလုပ်လည်းမလျှော့တော့ဘူးပေါ့နော်ကဲဒါဆိုလုပ်နည်းလေးကိုသိရအောင်ဖြိုရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါအောင်ရှင်ပထမဆုံးဒီပူတင်းရဲ့မျက်နှာပြင်မှာထည့်မဲ့တကြားရည်လေးပြုလုပ်ရန်အတွက်ဂျုံမဲ့အိုးထဲကိုတကြားထမင်းစားစွန်းနဲ့သုံးစွန်းနဲ့တစ်ဝက်စာလောက်ကိုထည့်ပြီးတော့ ော့ရေလေးနေငယ်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရနဲ့တခြားကပြောပြီးတော့တခြားရေလေးတွေရဲလာတဲ့အထိတည်သွားပေးလိုက်ပါတယ်ရှင်။ ကဲဖြိုးတက်သွားလိုက်တာတကြားရည်လေးရအခုလိုမျိုးလေးရဲလာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဒီနေရာမှာကိုကတကြားရည်လေးကိုအခါတက်လေလိုချင်ရင်ဒီထက်ပို့ပြီးတော့အယောင်ရင်းနဲ့ထိကျုပ်သွားပေးနိုင်ပါတယ်တကြားရည်အယောင်ဒီနေထားတော့လုံးဝချိုတဲ့ရတာပေါ့နော်ကဲပြီးရင်တော့ပူတင်လုံးမဲ့ခွက်လေးတွေကိုထည့်ပြီးလို့ရှိရင်တကြားရည်လေးကိုလိုမျိုးလေးပေါ့နော်နေရာလေးပြန့်သွားအောင်လို့ခွက်လေးကိုလှုပ်ပေးလိုက်မယ် ပြရနဲ့ကြိုက်မဲ့ဆက်ထဲကိုဒီနဘေးကအယောင်ရည်လေးတွေဖယ်ထားတယ်။ပေါမုံနှစ်ချက်စာကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့ကြောက်ချောမှုကိုထမင်းစာစုံနဲ့မောင်းမောင်းတစုံစာလောက်ကိုထည့်ပြီးတော့စားလေးနှင်းငယ်ပြီးတော့တခြားထမင်းစာစုံနဲ့နှစုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်။ပြရနဲ့ကျက်ဥအထဲကအစံနှလုံးစာလောက်ကိုထည့်ပေးရနဲ့နှုတ်စီ50မီလီလောက်ကိုထည့်ပေးလိုက်ပါတယ်။ထမင်းစာစုံနဲ့ဆိုလို့ရှိရင်သုံးစုံစာလောက်ရှိတယ်ပေါ့နော်။နောက်ဆုံးကြမှာနွားနှုတ်900မီလီလီကိုထည့်ပြီးတော့အားလုံးကိုညက်သွားအောင်ပေါ့နော်။ရောချိတ်ပေးလိုက်ပါ တယ်ရှင်ကိုကရရုပ်ပူတင်မဲ့လောက်စားတာယူနေပြီဆိုလို့ရှိရင်ဒီလိုလေးလောက်စားကြည့်ပါနော်ကိုလည်းလွယ်ကူတယ်ပိုပြီးလဲစားလို့ကောင်းပါတယ်ရှင်တွေ့ရရတာလေးဆိုလို့ရှိရင်တပြိုးလေးပေါ့နော်ကဲဖြိုးလို့ချက်သွားလိုက်တာအားလုံးလည်းညက်သွားပြီဆိုလို့ရှိရင်ဒီအနှစ်ကိုဖြိုးတော့ဝစားလောက်ကိုဂျိုးမဲ့ဦးထဲကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့နည်းနည်းလေးဖြစ်ပြီးတော့ပပွက်ဆူလာတဲ့ထိပေါ့နော်ဂျိုးသွားပေးလိုက်ပါမယ်ရှင် ဖြိုးလို့ကြိုသွားပေးလိုက်တဲ့နှုတ်အနှစ်လေးကပပွက်ဆူပြီးတော့နည်းနည်းလေးလေးပြစ်လာပြီဆိုလို့ရှိရင်တော့ခနာကတကြားရီထည့်ထားတဲ့ခွက်လေးထဲကိုပေါ့နော်ထည့်ပေးလိုက်ပါမယ်နော်ထည့်ပြီးလို့ရှိရင်တော့သူ့ရဲ့မျက်နှာပြင်လေးတွေပေါ့နော်နည်းနည်းလေးမှားလာတဲ့အထိခနာလောက်စောင့်ပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဖြိုးစောင့်ပေးလိုက်တာ7မိနစ်လောက်ရှိပါတယ်ဖြိုးတို့ခုလိုမျိုးလေးကြိုက်ကြည့်လိုက်လို့လက်မလည်းကပ်ပါမလာဘူးပြီးတော့နည်းနည်းလေးလဲမာနေပြီဆိုလို့ရှိရင်တော့နောက်ထပ်တစ်လွှာကိုထပ်ကြုတ်ပေးလိုက်ပါမယ်နော် နောက်ထပ်ဒေါ်လာထပ်ချုပ်ပေးရန်အတွက်ခနာအိုထဲဝက်ဖြူဟာဂျန်နေတဲ့အနှစ်တဝက်စာကိုထည့်ပေးလိုက်ပါတယ်။ပြရနဲ့ overlay ထောက်လေးတစ်ထုပ်စာကိုပါထည့်ပြီးတော့သမထွားအောင်ဝင်ထားပေးလိုက်ပါတယ်ရှင်။ဒီနေသားဆိုလို့ရှိရင်ဖြူမင်းမဖွင့်သေးဘူးပေါ့နော်။ဒီတိုင်းလေးပဲသမထွားအောင်အရင်ဝင်ထားပေးလိုက်ပါတယ်။ဝင်သွားလိုက်တာနည်းနည်းလေးသမတ်သွားပြီဆိုမှဖြိုးอ่ะမီးလေးကိုဖွင့်ပြီးတော့ပပွက်ဆူလာတဲ့ထိတက်သွားပေးလိုက်ပါတယ်။ခဏကတလွာလို့ပေါ့เนาะနည်းနည်းလေးဖြစ်ပြီးတော့ပပွက်ဆူလာတဲ့ထိတက်သွားပေးလိုက်ပါတယ်ရှင်။ ပေါ်ပါဆူလာပြီဆိုတာနဲ့ဖြိုးကခနာခွက်လေးတဲကိုစကားနဲ့ဒီအနှစ်လေးကိုပေါ့နော်ဆစ်ချပေးလိုက်ပါတယ်။ဒီမှာဖြိုးဖြော်ဟာတိုင်မညက်ဘူးပေါ့နော်ဒီအိုဘာတဲမဟုတ်လေရလေ။ဒါနဲ့ဖြိုးကခုလိုမျိုးလေးစကားလေးနဲ့ဆစ်ချပေးလိုက်ပါတယ်ရှင်။ဒီနေရာမှာစကားနဲ့မစစ်ပန်နဲ့ဒီတိုက်ထက်မယ်ဆိုလည်းရပါတယ်နော်။ဖြိုးကတော့ဒီအဖက်လေးတွေမပါသွားအောင်ပေါ့နော်စကားလေးနဲ့ဆစ်ပေးလိုက်ပါတယ်။ ကပ်ပြီးရင်တော့သူ့ကိုလည်းလုံးဝအေးပြီးတော့ခဲသွားတဲ့အထိဖြူတို့အေးခဏပေးလိုက်ပါမယ်နော်ကဲဖြူတို့အေးခံသွားလိုက်တာလုံးဝအေးပြီးခဲသွားပြီဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်ဒီခွက်လေးနဲ့မကတ်ရအောင်လို့ခွာပေးလိုက်မယ်ခွာသွားပြီဆိုလို့ရှိရင်တော့ဖြူတို့စားမမကယ်ထဲကိုထည့်မယ်ပြီးရင်တော့သုံးဆုံးနေပါပြီရှင် ကြည့်ပါအောင်တခြားရေလေးရဆိုလို့ရှိရင်ပေါ့နော်အပေါ်ကအယောင်လိုက်တာလှတယ်ရက်သားကလည်းတော်တော်လေးကိုကောင်းပါတယ်ဖြိုးကတော့ပုံမှန်လှုပ်ရှားနေကြပူတွေထက်တော့ပိုကြိုက်တယ်ပေါ့နော်သားလေးရဆိုလို့ရှိရင်လည်းအိနေရောပဲကဲနေနေဟာလေးဆိုလို့ရှိရင်တော့အိဆက်ပြီးအရန်ကိုစားလို့ကောင်းတယ်ဖြိုးတို့ရဲ့နလွာပူတင်းကြောက်ကြောက်လေးရတော့စားလို့ရပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမဲ့လို့ပြောလင်းပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုတစ်တည်းမှာပြန်ဆုံကြမယ်နော်အားလုံးပဲဘိုင်